ါးဖြစ်ပေါ်နေတဲ့ဆိုင်ကလုန်းမုန်တိုင်းအပါအဝင်လေဝင်တိုင်းအခြေအနေများနဲ့မုန်တိုင်းမော်တော်ရဲ့လက်ကျန်အခြေကြောင့်မိုးသက်ထန်စွာရွာသွန်းပြီးမြေကြီးနိုင်တဲ့အခြေအနေများကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရခင်ဗျာပထမဆုံးအနေနဲ့မုန်တိုင်းမိုးသက်ထန်စွာရွာသွန်းခြင်းကြောင့်မြေကြီးခြင်းသတိပေးချက်များနဲ့မြေကြီးများကိုပြောပြပေးသွားမှာဖြစ်ပါရခင်ဗျာယနေ့တရက်ဆက်တလ2025ရဲ့နေ့နံနက်6နာရီခွဲချိန်တိုင်းထွားချိန်ရမြေအခြေအနေကိုတင်ပြပေးလိုက်ပါရခင်ဗျာမြေကြီးနာမြေကြီးအမေရိကညတေကနေ7နာရီတွင်တက်ကြမစီရပ်တန့်နေပါတယ် ်မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့33.3ဒီဂရီဆယ်စီယံနဲ့ယနေ့အမြင့်ဆုံးပူချိန်ကတော့22.3ဒီဂရီဆယ်စီယံတို့ပဲဖြစ်ပါရခင်ဗျာမြေကြီးနားမြို့ဟာစိုးရိမ်ရေမှ1200စင်တီမီတာသို့ရောက်ချီရန်96စင်တီမီတာ29ဝေပွဲကျော်ကအလိုပါရောက်ရှိနေပါရခင်ဗျာရော်ရီမြစ်အထက်ပိုင်းမှာမိုးကအနှဲငယ်ရှိနေပါတယ်ရန်ပန်ရခိုင်ရော်ရီမြစ်ဆုံအထက်ပိုင်းမှာနေရာကွက်ရီမူးသက်သက်စွာရောက်သွင်းခြင်းများကြောင့်မြေကြီးနားမြို့ရဲ့ကြာဆင်းနေရာမှာပြတ်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေအောင်မှာဖြစ်ပါရခင်ဗျာ စခိုင်းနိုင်စရာကြီးတပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းဆုံးဒေသများနဲ့ ERI မြစ်တပိုင်းမိခမလိခမြဝမ်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားနေငယ်ရှိနေပါတယ်။ ERI မြေရိုးတစ်ချောင်းနဲ့ချင်းတွင်းမြေရိုးတစ်ချောင်းမြကန်းဒီမြေနိုင်ဒေသများနဲ့မြေလူကျွန်းများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ ERI မြစ်ကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောင်းနေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ပါရခင်ဗျာ။ဆလဘီချင်းရမီအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာခဏမြုပ်မြေရာမနေ့ကညနေကနေ7နှစ်အတွင်း တယ်လမောက်ကထက်ချသွားပါတယ်။မုံရမျိုးမြင့်ရာမနီကညနေကနေ12နာရီတွင်တယ်လမောက်ကထက်ချသွားပါတယ်။ခန်းဒီဟ ோம் လေးပေါင်းပြေမော်လိုက်တို့ရဲ့မြင့်များဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ကလေးဝမင်းငယ်ကန်ဒီနဲ့မုံရမျိုးတို့ရဲ့မြင့်များဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်ခင်ဗျာ။ဆက်လက်ပြီးရော်ရီမြင့်အခြေအနေကိုတင်ပြပေးမှာဖြစ်ပါရယ်ခင်ဗျာ။ဘမောရှိကူကတာတီချိုင်တပိတ်ချင်းမန္တလေးနဲ့စကိုင်းမြို့တို့ရဲ့မြေအိမ်များဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မြင်းမူပခုတ်ကူညောင်းဦး၆နဲ့မင်းမူမြေအိမ်များဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ မကွေးအောင်လံပြည်စိတ်သာဟင်္ဒရာနဲ့ဇလုံးမျိုးတို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်ခင်ဗျာ။ ERN မြေကြီးမြစ်တပ်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရခင်ဗျာ။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာ။ဆက်လက်ပြီးပင်လယ်ပြင်မှာထူးခြားတဲ့မိုးလေဝသအခြေအနေနဲ့နိုဝင်ဘာလ၃ရက်နေ့မှာနိုဝင်ဘာလ၄ရက်နေ့အတွင်းမိုးရွာသွန်းနိုင်တဲ့အခြေအနေကြိုတင်ခန့်မှန်းချက်များကိုတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာ။အော်တိုဝါလာ၃ရက်နေ့ညပိုင်းမှာထိုင်းပင်လယ်ဝန်မှာအနောက်ဘက်သို့ရွှေ့ရှားလာတဲ့လေဝေလိုင်းဟာကပ်ပလီပင်လယ်ပြင်အတွင်း ပသိမ်မြို့ရဲ့တောင်ပိုင်း244မိုင်ကတဝဲမြို့ရဲ့အနောက်ဘက်155မိုင်ကသို့ရောက်ရှိလာပြီးနိုဝင်ဘာလ1ရက်နေ့မနေ့ပိုင်းမှာကိုကိုကျုံတောင်ပိုင်းမှာဖြတ်တမ်းပြီးအနောက်မြောက်ဘက်ဘင်္ဂလားပင်လယ်ော်အရှေ့လေပိုင်းသို့ဆက်လက်ရွေ့ရှားနိုင်ပါတယ်။လေဝင်လိုင်းဟာနိုဝင်ဘာလ2ရက်နေ့နေ့လယ်12နာရီအထိမြောက်ဘက်သို့ရွေ့ရှားနိုင်ပြီးကွာမြို့ရဲ့အနောက်ဘက်135မိုင်ကမှာလေပြင်းနဲ့ရဝန်ဖြစ်လာနိုင်ကြောင်း Icon Model မှခန့်မှန်းထားပါတယ်။ ECN WF Model ခန့်မှန်းချက်ကတော့နိုဝင်ဘာလ2ရက်နေ့နေ့လယ်မှာ ပသိမ်မျိုးနောက်တောင်ပိုင်းမိုက်တရာကတ်အကွာမှာလီဗီးယားနဲ့ရောင်းဝဖြစ်လာနိုင်ကြောင်းခန့်မှန်းထားပါရခင်ဗျာအခုဖြစ်ပေါ်နေတဲ့ကပ်ပလီမြောင်ပိုင်းမှာလီဝီလိုင်းအချိန်ကြောင်းနိုဝင်ဘာလ၁ရက်နေ့ကနေ၃ရက်နေ့အတွင်းမြန်မာနိုင်ငံအနှံ့ပြားမှာမိုးတချုံရွာနိုင်ပြီးရန်ကုန်တိုင်းဒေသကြီးအေရီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့မိုးပြင်းတဲ့တွင်မှာ၃ရက်အတွင်းမိုးရေချိန်၃လမှာအထက်ရွာသွန်းရရှိနိုင်ပြီးနေရာကွက်ရီမိုးများနိုင်ပါရခင်ဗျာတနင်္လာနေ့တိုင်းဒေသကြီး KB နဲ့ KR ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာ၃ရက်တွင်မိုးရေချိန်၃လမှာအထက် သုံးလပောင်ဒီပါရွာသွန်းရရှိနိုင်ပါတယ်။မကူတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်အရှေ့ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ချင်းပြည်နယ်တွေမှာသုံးရက်တွင်မိုးရခြင်းနှစ်လပောင်အထက်သုံးလပောင်ဒီပါနဲ့နေပြည်တော်စခိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တွေမှာသုံးရက်တွင်မိုးရခြင်းတစ်လပောင်အောင်မိုးနဲ့ငယ်ရွာသွန်းနိုင်ပါတယ်ခင်ဗျာ။ဆလဘီမိုးလေဝသနဲ့စကားပြတာညတမိုးဦးစီးဌာနကထုတ်ပြန်ထားတဲ့အထူးမိုးလေဝသအခြေအနေများကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာ။ယနေ့မြန်မာစံတော်ချိန်9:00ခွဲချိန်တိုက်ထွာခြင်းများရအရှိတ်ဘက်မှရွေးရှားလာတဲ့လေဝင်လိုင်းများရဲ့အရှိန်ကြောင့်လကောက် ကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိသောဘင်္ဂလားပင်လယ်ော်အရှေ့လယ်ပိုင်းတို့မှာဖြစ်ပေါ်လာနိုင်တဲ့လီဘီးယားနဲ့ယမန်ရဲ့အရှိန်ပြောင်းလကောင်းတရက်၁၇လ၂၀25ရက်နေ့မှာ၆ရက်၁၇လ၂25ရက်နေ့အတွင်းနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတရင်းတိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မိုးပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာဆိတ်ဆိတ်မှာနေရာအနှံ့ပြားမိုးထစ်ချုံရွာပြီး အချို့ဒေတာများမှာဒေတာအလိုက်နေရာကွက်ရီမူးကြီးခြင်းများဖြစ်ပေါ်နိုင်ပါတယ်ခင်ဗျာမြန်မာကောင်တဲ့တခြားနိုင်ငံတို့ပင်လယ်ပြင်တို့မှာတစ်ခါတည်းရမိုးတက်လေပြင်းများကြက်ရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်မိုးတက်လေပြင်းကြဆင်းရေးပြင်းပြင်းပြင်းလေဟာတနအီကိုမိုင်30ပါ35မိုင်အထိတိုက်ခတ်နိုင်ပါတယ်လိုင်းမြန်မာမြန်မာကောင်တန်းတခြားနယ်ကဲလုံပင်လယ်ပြင်တို့မှာရှစ်ပေမှာ၁၀ပေကရှိနေပါတယ်။တို့ပြပါ၏မိုးသက်ထန်စွာရာသွေးညနဲ့အတူလေပြင်းတိုက်ခိုက်ခြင်း၊မိုးထီထုံခြင်း၊မိုးကြိုးပြင်းခြင်း၊လျှက်စီးလက်ခြင်း၊မိုးသီးကျွေခြင်း လျှက်တပြည့်ရည်ကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘောဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တဲ့အတွက်အဆိုပါဒေသရှိကုန်းမြေဒေသအနီးမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်မြေငယ်ချောင်းကများအနီးတွင်နေထိုင်ကြသူများအနေဖြင့်ရည်ကြီးရည်ရှိမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နဲ့ပြည်တွင်းရေကြောင်းသွားလာရေးလေကြောင်းပြန်သန်းရေးနဲ့ဆယ်မြောင်းတာတမန်များအနေဖြင့်လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားပါရန်သတိပေးနှိုးဆော်အပ်ပါရခင်ဗျာဆလဘီမိုးလေဝသနဲ့ဇလောက်ပြီးတော့ညချမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့နေ့စဉ်မိုးလေဝသအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာ ဘင်္ဂလားပင်လယ်ဝအခြေအနေကတော့ကပ်ပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်ဝအရှိလေပိုင်းနဲ့အရှိတောင်ပိုင်းတွေမှာတိမ်ထူတတ်ပြီးကျန်ဘင်္ဂလားပင်လယ်အော်တွေမှာတိမ်နေငယ်ဖြစ်ထွန်းနေပါတယ်။ဒီကနေ့မနက်တီခံမှန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီး၊ရာရီတိုင်းဒေသကြီး၊မွန်ပြည်နယ်တို့မှာနေရာနှံပြားတနင်္လာတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့မှာနေရာစိတ်စိတ်ပဲခူးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျဲကျဲနဲ့နေပြီးတော့မန္တလေးတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာကွက်ကြားမှုတိုက်ချုံရွာပါမယ်။ ရွာရံရောင်းပြီဖြစ်ပါရခင်ဗျာကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိုင်းသိနေဖြစ်ထုံးပါမယ်ဒီကနေ့ပေါ်တဲ့ချိန်ဒီကမ္ဘာကျန်းကားတော့ရန်ကုန်တိုင်းဒေသကြီးရောင်းရီတိုင်းဒေသကြီးတရင်းတိုင်းတိုင်းဒေသကြီးနဲ့ပေါ်ပြည်နယ်တို့မှာနေရာနှက်ပြားကရင်ပြည်နယ်မှာနေရာစိတ်စိတ်နေပြီးတော့ပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျဲကျဲနဲ့မန္တလေးတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာကွက်ကြားမိုးထချုံရောပါမယ်ရွာရံရောင်းပြီဖြစ်ပါရခင်ဗျာကျန်းတိုင်းဒေသကြီးပြည်နယ်တို့မှာတော့တိုင်းသိနေဖြစ်ထုံးပါမယ်ခင်ဗျာ ဆလဘီတိုင်းနေသားချင်းနဲ့ပြည်내မျိုးချင်းများအတွက်မိုးလူသားခံမှတ်ချက်ကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။နေပြည်တော်မှာနေရာကွက်ချမိုးတီချုံရောပါမယ်။ရန်ကုန်မြို့မှာနေရာကွက်ချမိုးတီချုံရောပါမယ်။မန္တလေးမြို့မှာနေရာကွက်ချမိုးတီချုံရောပါမယ်။ပဲခူးမြို့မှာနေရာကွက်ချမိုးတီချုံရောပါမယ်။မကွေးမြို့မှာတိန်သိနေဖြစ်ထုံးပါမယ်။ဟောပလင်းမြို့မှာနေရာကွက်ချမိုးတီချုံရောပါမယ်။မုံရွာမြို့မှာတိန်သိနေဖြစ်ထုံးပါမယ်။ပဒိမျိုးမှာမိုးတီချင်တီချင်ထချုံရောပါမယ်။တဝဲမျိုးမှာနေရာကွက်ချမိုးတီချုံရောပါမယ်။ညစီနာမျိုးမှာနေရာကွက်ချမိုးတီချုံရောပါမယ်။လွိုင်ခေါ်မျိုးမှာတိန်သိနေဖြစ်ထုံးပါမယ်။ ဖမ်းမြို့ပါနေရာကိုကြားမိုးတိချုံရောပါမယ်ဟာခါမြို့ပါနေရာကိုကြားမိုးတိချုံရောပါမယ်မော်လမြိုင်မြို့ပါမိုးတိချင်းမြေချင်းတိချုံရောပါမယ်စစ်တွေမြို့ပါနေရာကိုကြားမိုးတိချုံရောပါမယ်လာရှုံမြို့ပါတိန်အင်းတင်ဖြစ်ထုံးပါမယ်တောင်ကြီးမြို့ပါနေရာကိုကြားမိုးတိချုံရောပါမယ်ကျိုင်းတုံမြို့ပါနေရာကိုကြားမိုးတိချုံရောပါမယ်ခင်ဗျာမိုးတိန်တော်ပြေပေါ်မှုအခြေအနေကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးရာဘီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကေအေပီနယ်မိုးပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးတိန်တော်ပြေထုံးမှုအားကောင်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များရွေးရှားရာနေရာတလျှောက်မှာမိုးရွာသွန်းညင်းတဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ကြုံခြင်းမိုးကြုတ်ပြခြင်းလျှက်စည်းလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်သဖြင့်ကြိုတင် သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာမြမပင်လေပြင်းမှာမြမကောင်းရံတလျှောက်နဲ့ကဲလို့ပင်လေပြင်းတို့မှာတစ်ခါတည်းရမိုးသက်လေပြင်းများကြောက်ရောက်ပြီးလှိုင်းကြည့်နိုင်ပါတယ်ဘူဒလီမီကြစီရေးပြင်းပြင်းပြင်းလေးဟာတနအီကိုမိုင်30မှာ35မိုင်တိတက်ခိုင်နိုင်ပါတယ်။လိုင်းမြန်မာမြန်မာဂေါ်ရန်တချောင်းနဲ့ဂန်လုံးပင်လေပြင်းတို့မှာ10ပြီမှာ10ပြီခန့်ရှိနိုင်ပါတယ်။ နောက်နေ့အတွက်ခံမှန်းချက်ကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္လာတိုင်းဒေသကြီးကင်းပြည်နယ်မိုးပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာစိတ်စိတ်မှာနေရာနံပြမိုးတိချုံရွာနိုင်ပါတယ်။နေပြီးတော့နဲ့ဒီတော့အတွက်မနေ့မြန်မိုးတဲ့ချိန်ဒီခံမှန်းချက်ကတော့နေရာကွက်ကြားမိုးတိချုံရွာပါမယ်။ရွာရရာနှုန်း80ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်ဒီတော့အတွက်မနေ့မြန်မိုးတဲ့ချိန်ဒီခံမှန်းချက်ကတော့နေရာကွက်ကြားမိုးတိချုံရွာပါမယ်။ရွာရရာနှုန်းပြီဖြစ်ပါတယ်။မန္တလေးမြို့နယ်ဒီတော့အတွက်မနေ့မြန်မိုးတဲ့ချိန်ဒီခံမှန်းချက်ကတော့နေရာကွက်ကြားမိုးတိချုံရွာနိုင်ပါတယ်။ရွာရရာနှုန်း60ဖြစ်ပါတယ်။ နာမည်စနေတနေ့ကနေအားလဲရများအတွက်မိုးလီဝတာခံမှန်းချက်ကတော့ဒီပြည်တော်မှာနေရာစိတ်စိတ်ရခိုင်တိုင်းဒေသကြီးမှာနေရာအနှံ့ပြားနဲ့မန္တလေးတိုင်းဒေသကြီးတို့မှာနေရာကျကျမိုးတချုံရောပါမယ်။နောက်ဆုံးအနေဖြင့်မန္တလေးတိုင်းဒေသကြီးမှာနိုဝင်ဘာလ၁ရက်နေ့မှာနိုဝင်ဘာလ၆ရက်နေ့ထိမိုးလီဝတာအခြေအနေများကိုပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ပြည်နယ်ပြည်မှာထူးခြားမိုးလီဝတာအခြေအနေများကိုတင်ပြပေးမှာဖြစ်ပါတယ်။ဆက်ကလုံးမုံတိုင်းမွန်ထရိုင်းရဲ့အကျွင်းကြံကုန်းတွင်းပိုင်းလီပီးယားနဲ့ရေဝင်ဟာ အိန္ဒိယနိုင်ငံအလဲပိုင်းမှာမြောက်ဘက်သို့ဆက်လက်ရွေးရှားနေပြီးမနေ့ကအော်တိုဘာလ30ရက်နေ့ညမှာတော့အနောက်ဘင်္ဂလားပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာအပြိုပြစ်ပြပြီးမုံတိုင်းအတွင်းကြံများဟာအာသံမနိပူရဒေသများပေါ်သို့ဆက်လက်ရွေးရှားနိုင်ပါတယ်။ထိုင်းပင်လယ်ဝေးမှာလေဝင်လိုက်ဟာမနေ့ကအော်တိုဘာလ30ရက်နေ့မှာမြေမြူတောင်ဘက်မှာဖြတ်သန်း၍ကပလီပင်လယ်ပြင်တွင်သို့ရောက်ရှိလာပြီးနောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေးရှားကာကိုကိုကျွန်းနဲ့မော်ဒယ်ဇိုးကြားမှဖြတ်တန်းပြီးဘင်္ဂလားပင်လယ်ော်အရှေ့လယ်ပိုင်းသို့ နိုဝင်ဘာလ၂ရက်နေ့မှာဝင်ရောက်လာနိုင်ပါတယ်။အဲ့ဒီလေဝင်လိုင်းဟာနိုဝင်ဘာလ၅ရက်နေ့ညမှာဘင်္ဂလားဒေ့ရှ်ကမ်းခြေကိုဖြတ်ကျော်ပြီးကုန်းတွင်းပိုင်းသို့ဝင်ရောက်ကာပြည့်ပြည့်သွားနိုင်ပါတယ်။ဖိလစ်ပိုင်နိုင်ငံအရှိပြန်မှာဖြစ်ပေါ်လျက်ရှိတဲ့လေဝင်လိုင်း 98W ဟာအနောက်ဘက်သို့ဆက်လက်ရွေ့လျားပြီးဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းကိုနိုဝင်ဘာလ၅ရက်နေ့မှာအပူပိုင်းမုန်တိုင်းတိုက်ဖုန်းဖြင့်ဖြတ်ကျော်တိုက်ခတ်ပြီးနောက်တောင်တရုတ်ပင်လယ်တွင်းသို့နိုဝင်ဘာလ6ရက်နေ့ညပိုင်းမှာဝင်ရောက်လာနိုင်ပါတယ်။ အိန္ဒိယနိုင်ငံအလယ်ပိုင်းမှာမြောက်ရက်တို့ဆက်လက်ဥတည်ရွေးရှားနေတဲ့ဆိုင်ကလုန်းမုန်တိုင်းမွန်ထရိုင်းရဲ့အကျဉ်းချံများနဲ့ထိုင်းပင်လယ်ကွေးဘက်မှဘင်္ဂလားပင်လယ်အော်အရှေ့လယ်ပိုင်းထိဆက်လက်သေဆောင်ရွေးရှားလာမယ့်လူဝေလိုင်းတို့ကြောင့်မြန်မာနိုင်ငံအနှံ့ပြားမှာယခုတစ်ပတ်အတွင်းမိုးအထစ်တင်ရွာသွန်းနိုင်ပြီးမြေအကွက်ကြီးမိုးများနိုင်ပါတယ်။ခုနှစ်အတွင်းမန္တလေးတိုင်းဒေသကြီးမှာမိုးရွာသွန်းရရှိနိုင်တဲ့အခြေအနေများကတော့မန္တလေးတိုင်းဒေသကြီးကြောက်စင်နယ်မိထီလာမြို့နယ်ခရိုင်များမှာမိုးများဆုံးခုနှစ်အတွင်းမိုးရွာခြင်း၃လက်မှနဲ့အထက်ရွာသွန်းရရှိနိုင်ပါတယ်။ န္တလေးတိုင်းဒေသကြီးရဲ့အလေးပိုင်းမြို့နယ်ခံများဖြစ်တဲ့မြင်းညံရမဲသိန်းညောင်းဦးမန္တလေးတထောင်ဦးမြင့်ငယ်ပြည်ဦးလင်တို့မှာခုနှစ်အတွင်းမိုးရေကြိမ်နှစ်လက်မအထက်မိုးသင်းတဲ့ထစ်ချုံရွာနိုင်ပါတယ်။တာစီဝမ်းတွင်းမလိုက်တောင်သာမြစ်သားနထိုးကြီးစေကူစားတဲ့မြို့နယ်ခရိုင်ဒီမှာခုနှစ်အတွင်းမိုးရေကြိမ်တစ်လက်မနဲ့အထက်နှစ်လက်မနီးပါးမိုးနှဲငယ်ရွာသွန်းနိုင်ပါတယ်။နိုဝင်ဘာလနေ့နဲ့နိုဝင်ဘာလ၄ရက်နေ့များမှာတော့မတရားနဲ့ပသိမ်ကြီးမြို့နယ်ခရိုင်များမှာ၂၄နာရီအတွင်းမိုးရေကြိမ်တစ်လက်မခွဲခန့်ရွာသွန်းပြီးမိုးနှဲငယ်များနိုင်ပါမယ်။ အပူချိန်လေးတိုင်နှုံးတဲ့လေတုစုတိုင်းသာလေတုညဉ့်ဉန်းမှုနဲ့ခရမ်းလုံရောင်ကြီးအခြေအနေကတော့ပြပြအဖြစ်အမြင့်ဆုံးနေ့အပူချိန်ကတော့32ဒီဂရီဆဲလ်စီယပ်နဲ့အနည်းဆုံးကြအပူချိန်ကတော့22ဒီဂရီဆဲလ်စီယပ်ရှိနိုင်ပြီးတောင်ပေါ်ဒေသပြည်ဦးနယ်မိုးကုတ်စတဲ့မြို့နယ်များမှာအမြင့်ဆုံးနေ့အပူချိန်23ဒီဂရီဆဲလ်စီယပ်နဲ့အနည်းဆုံးကြအပူချိန်18ဒီဂရီဆဲလ်စီယပ်ခန့်အထိကျဆင်းလာနိုင်ပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်းမှာအမြင့်ဆုံးလေတိုင်နှုန်းဟာဒနာယို -10 ကျော်ခန့်ရှိပြီးလွေပါလာတရက်နေ့အထိနေ့လယ်ပိုင်းအချိန်တွေမှာလေတုစုတိုင်းသာ60ရာခိုင်နှုန်းနဲ့ ညပိုင်းမနေ့စောပိုင်းချိန်တွေမှာတော့တရားရဂိုင်းလုံးရှိနိုင်ကနိုဝင်ဘာလတရက်နေ့နောက်ပိုင်းမှာတော့နေကင်းပိုင်းညပိုင်းအချိန်တွေမှာလေထုစုတိုင်းသာ90ရဂိုင်းလုံးအထက်မှာရှိနေနိုင်ပါတယ်လေထုစုတိုင်းသာမြန်မာချိန်မန္တလေးတိုင်းဒေသကြီးအတွင်းမှာခန်းစားရမယ့်အပူချိန်ကတော့39ဒီဂရီဆဲဆီယက်ဖြစ်ပါတယ်မန္တလေးတိုင်းဒေသကြီးအတွင်းယခုတစ်ပတ်လေထုညဉ့်မှုအညွှန်းကိန်းဟာအသင့်အင့်မှကောင်းသောအစ်စ်မှာရှိနေပြီးစိုးရိမ်ရတဲ့အခြေအနေမရှိပါဘူးခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီနားဆင်ပြီးကြရတဲ့ပရိသတ်များအားလုံး ကိုစိတ်နှပြကြမ်းမှရှင်လန်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါဦးခင်ဗျာ